အဲ့ဒါတင်ကန်းစာပဲဗျာမိသားတွေဆရာသမားတွေရဲ့အဆုံးအမကို မရခဲ့တဲ့တားသမီးတွေဟာဘာနဲ့တူလဲဆိုရင်တော်ပေါ်ညီကိုမောင်နှမမြရင်တော့ကလေးတွေဗျာဘလောက်လိမ်ပါလဲချက်လောက်ကြည်လာဦးအဲငါတို့တို့ဘယ်သွားကြမလို့ မီးသေးပဲလားလို့သေးသွားဝယ်မလို့ဟောအေးသွားသွားသွားကဲနော်ရင်တော့လူကြီးသူမတွေကတင်ကြပေးတာဘလောက်စနစ်ကြလဲဗျာကဲခုကဲလူငယ်တွေများဗျာရက်ကလေးတမျှများနဲ့စလိတ်လေးကတမျှများနဲ့ဟမ်တရိုက်စိုးချက်ကတော့ဗျာလက်လန်နဲ့ အားရလူခရတရားထဲလာကျုပ်တို့လည်းရှိပါသေးရဲ့ဗျာသူလူချရရအောင်လေအေးအေးအဲ့ဒါလည်းထိုင်လေကွာတို့ကြမင်းလို့မရငါတို့နဲ့ငါလည်းတွဲတော့လို့နော်ပြောနေဦးမယ်နော်ရပါဗျာကျုပ်မြာကျုပ်တို့ပြီးပြီးပါလေဟောအေးအေးခွက်လို့သေးလားလိုပါဦးဗျာကျုပ်တို့ကမော်နေကြဟာလူကတော့ဆလံပဲကွာနော်အဲ့ဒါသင်္ကန်းစာပဲဗျာ မိသားတွေဆရာသမားတွေရဲ့အဆုံးအမကိုမရခဲ့တဲ့တားသမီးတွေဟာဘာနဲ့တူလဲဆိုရင်တောထဲမှာမိဘတွေမရှိတဲ့ကလေးငယ်နဲ့တူတယ်တောထဲကမိဘတွေမရှိတဲ့ကလေးငယ်ဟာကြားစာဖြစ်ရတယ်လို့ပဲငငယ်ကလေးကမိဘတွေဆရာသမားတွေရဲ့အဆုံးအမမှုကိုမရခဲ့တဲ့ကလေးဟာလည်းကြည်ရတဲ့အခါမှာဆိုးချင်တိုင်းဆိုးတယ် မိုင်းချင်တိုင်းမိုင်းလာကြတယ်။အဲ့အတွက်ကြောင့်ဖြက်စီရတာပေါ့။ငငယ်ကလေးကမိဘတွေဆရာသမားတွေရဲ့ဆုံးမကိုနာယူခဲ့တဲ့တားသမီးတွေတပည့်တွေကြတော့ဆွေအိုးရတဲ့သူနဲ့တူတယ်။မိဘတွေဆရာသမားတွေဆုံးမလာတဲ့အခါတားသမီးတွေတပည့်တွေကကိုယ့်ကိုဆွေအိုးပေးသူလို့မှတ်ရမယ်။ဖရာလက်ထက်ကကလေးဆစ်ဆက်ကြွယ်ဝတဲ့တထေသားတယောက် မွေးသွားရခြင်းအကြောင်းလေးကိုပြောပြမယ်။ဘာရဏသီပီမှာကလေးဆက်ဆက်ကြွယ်ွားတဲ့အမျိုးမှာအဲ့တထေးသားလေးကတော့ဖြစ်တယ်။သူ့ရဲ့မိဘတွေကဘလို့အကြံဖြစ်လဲဆိုရင်ငါတို့ရဲ့ဆွေဆွေဩဇာတွေကိုငါတို့ရဲ့သားလေးရဲ့လက်ထဲကိုထည့်ထားလိုက်မယ်။ငါတို့ကအချိန်မီစားသုံးလို့ရတာပေါ့နော်။ငါတို့ရဲ့သားလေးဟာဘာအလုံးမလုံးချင်မလို့ဘူး။ငါတို့ဒီမှာရှိတဲ့ရှိစေနေရအားလုံး တုံးဖြုံးလို့မကုန်ဘူးပေါ့နော်အဲ့ဒါကြောင့်မတုတ်တာလေးကိုဆုံးမမှုလည်းမပေးဘူးတဲ့ပညာလည်းမတင်ပေးဘူးတဲ့ဘာတွေတင်ဘာတွေဖြစ်လာလဲဆိုတော့တုတ်တာလေးကအပျော်တွေမှတ်လာတယ်အဆိုးတွေအကတွေအခုံတွေကိုမှတ်လာတယ်အခုခေတ်မှာဆိုလို့ဆိုလို့ရှိရင်နိုင်ကလတ်တို့ဘာတို့ညာတို့ပေါ့အဲ့ဒီလိုမျိုးဟာတွေနဲ့ပဲချိန်ကုန်နေခဲ့တာပေါ့အဲ့တထေးသားလေးကအဲ့ဒီတထေးသားလေးလို့ပဲဘာရနဲ့တည်ပြီးမှာပဲ ကလေးစစ်စစ်ကြွယ်သွားတဲ့အမျိုးမှာတထေသမီးတယောက်ရှိတယ်။အဲ့တထေသမီးနဲ့အဲ့တထေသားလေးနဲ့ညာညာသွားကြတာပေါ့။အဲ့ဒီနှစ်ယောက်လုံးရဲ့နှစ်ဦးလုံးရဲ့နှစ်ဖက်သောမိဘတွေကကွဲလွန်သွားတဲ့အခါမှာသူတို့နှစ်ယောက်ဟာအဲ့ဒီနှစ်ယောက်ပေါင်းကလေး160ပေါ့။တစ်ဖက်ကကလေးစစ်စစ်ဆိုတော့နှစ်ယောက်ပေါင်းတော့ကလေးပေါင်း160အဲ့ဒီ160ကိုသုံးဖြုံးလာလိုက်ကြတာ။အဲ့တထေသားလေးက သူကအပေါင်းအသင်းမှားသွားတယ်။သူကအယက်သမားတွေနဲ့ပေါင်းမိတာပေါ့။အယက်သမားတွေကလည်းဒီတရေသားနဲ့သူတို့တငယ်ချင်းဖြစ်ချင်ရတယ်။တရေသားနဲ့တငယ်ချင်းဖြစ်လို့ရှိရင်သူတို့လည်းပေါပေါလောလောတုံးလို့ဖြုံးလို့ရမှာလေ။အဲတငယ်ချင်းဖြစ်လာကြတယ်ထားပါဦး။သူကအယက်တောက်လိုက်မူးလိုက်ပျော်လိုက်အခုခေတ်မှာဆိုလို့ရှိရင်နိုင်ကလက်တွားလိုက်။ဟိုကတွားလိုက်ပေါ့နော်။တနေ့တနေ့ကိုအသားပြတစ်ထောင်းနှစ်ထောင်းစသည်ဖြင့် တုံးဖြုံးလာခဲ့တယ်တဲ့ဟာသူတို့ကအရက်တော့ရင်ပြောရင်ပိုင်းဆိုင်နဲ့အာဒီသူကတချင်းဆိုချင်းကတော်တယ်ဒီသူကကချင်းကတော်တယ်ဒီသူကအကတော်တယ်ဒီသူကတချင်းဆိုတော်တယ်အာဒီတယောက်ကကျတော့အတိမဟုတ်တော်တယ်ဆိုတော့ရော့တထောင်ရော့အတပြားနှစ်ထောင်အဲ့မှာစသည်ဖြင့်တုံးဖြုံးကြီးလာကြတာတဲ့အဲ့ကတထေးသားလေးရဲ့ဂရေဆစ်ချေကကုံသွားတယ်ကုံသွားတဲ့အခါမှာငါမယားရဲ့ ကရင်ဆွတ်ဆွတ်ကြံသေးတယ်ဆိုပြီးတော့သူ့မယားရဲ့ကရင်ဆွတ်ဆွတ်ကိုလည်းတုံးလာခဲ့တာနှစ်ယောက်ပေါင်းကရင်160လုံးကုန်သွားရောတဲ့နောက်ဆုံးမွေးသွားတာပေါ့ဗျာအဲ့ဒါခြံတွေအိမ်တွေပေါင်စားရတယ်အိယာခင်းထိုင်ခင်းအုတ်ခွက်တွေကအစားအကုန်လုံးပေါင်ပြီးတော့စားခဲ့ရတယ်တဲ့အနောက်ဆုံးသူတို့ကသမ ्या အိမ်မှာလိုက်ပြီးတော့တောင်းစားတဲ့ဘဝကိုရောက်သွားတယ်တနေ့တော့ဆွမ်းစားစရာတစ်ခုမှာ ရဟန်းငယ်လေးတွေတာမဏေငယ်လေးတွေကအဲ့ဒီတထေဇနီးမောင်နဲ့နှုတ်တရောင်းသားကိုပေါ့နော်ထမင်းကြံဟင်းကြံလေးတွေပေးချွန်နေတာကိုမြတ်စွာဘုရားတွေ့တော့ပြုံးတယ်ပြုံးတဲ့အရှင်အာနန္ဒာကမြတ်စွာဘုရားပြုံးရခြင်းအကြောင်းကိုမေးတော့အာနန္ဒာတဲ့ဒီတထေဟာပထမအရွယ်မှာပဲအတုံးဖြုံးမကြည့်ပဲနဲ့စီးပွားဆာခဲ့မယ်ဆိုလို့ရှိရင်ဒီမျိုးမှာပေါ့နော်နံပါတ်1ချမ်းသာဆုံးတထေသာဖြစ်လိမ့်မယ်တဲ့ အဲ့လိုစီးပွားမစားဘဲနဲ့ရဟန်းပြုခဲ့မယ်ဆိုလို့ရှိရင်လည်းအရဟတဘုပေါ့ရဟန္တာဖြစ်လိမ့်မယ်တဲ့သူ့သူ့ရဲ့ဇနီးကလည်းအနာဂံဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုပထမအရွယ်မှာမဟုတ်ဘဲနဲ့ဒုတိယအရွယ်ကြမှအတိတရားရလို့စီးပွားစားတဲ့အခါမှာသူကဒီမျိုးမှာနံပါတ်1ချမ်းသာဆုံးစင်ရင်ဝင်လိမ့်မယ်တဲ့နော်အဲ့ဒီလိုမှာစီးပွားမစားဘဲနဲ့ရဟန်းပြုခဲ့မယ်ဒုတိယအရွယ်မှာရဟန်းပြုခဲ့မယ်ဆိုရင်သူကအနာဂံ ဖြစ်လိမ့်မယ်တဲ့သူရဲ့ဇနီးများဟာလည်းတက္ကရာကံဖြစ်လိမ့်မယ်တဲ့အဲ့လိုမှမဟုတ်ပဲတတိယအရွယ်ကြောင့်တတိယအရွယ်ကြောင့်မှအဲ့တထေသာဟာစီဝါချခဲ့မယ်ဆိုရင်ဒီမြို့မှာပေါ့ဘာသာနဲ့ဒီမြို့မှာတတိယအချမ်းသာဆုံးရှင်ဝင်လိမ့်မယ်တဲ့တတိယအချမ်းသာဆုံးတထေသာဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးစီပွားမစားပဲနဲ့ယဟန်တတိယအရွယ်မှာယဟန်ပြုတ်ခဲ့မှဆိုရင်လေအဲ့တထေသာဟာတက္ကရာကဖြစ်လိမ့်မယ် သူရဲ့ဇနီးမယားလည်းတောတာပံဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးမြတ်စွာဘုရားမိတ်တယ်အခုတော့ဒီတထေသားဟာအရွယ်၃ပါးမှာလှုပ်တင်လှုပ်ထိုက်တာတွေမလှုပ်ခဲလို့အခုလိုလိုက်တောင်းစားနေရတာပေါ့နော်အခုအတ္တထေသားလင်မယားနှစ်ယောက်ဟာလောကီအနေနဲ့ကြည့်မယ်ဆိုရင်လည်းစီးပွားဥစ္စာတွေမှာဆုံဆုံရတယ်တဲ့တာမနာအတွင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းမတ်ဖို့မရပဲနဲ့ တရားထုမှလည်းဆော့ရော့ဆော့ရော့ရတာပေါ့နော်နှစ်ဖက်လုံးဆော့ရော့ရတာပေါ့အခုတော့အဲ့ဒီတထေသားဇနီးမောင်းတာဟာတဲ့ရေးတွေ၆ခန်းနေတဲ့ညွန်အိုင်တိုင်းမှာအတောင်ကျိုးနေတဲ့ဂျိုးကြငှက်ကြီးလိုပဲဖြစ်နေရပြီတဲ့ဒီရေးအိုင်က၆ခန်းနေလို့စားစရာငားတွေလည်းမရှိတော့တခြားအိုင်ကိုသွားဖို့လဲတခြားအိုင်မှာအစာစားဖို့လဲ ပြန်တန်းနိုင်တဲ့အတောင်ပံကကျိုးနေကျိုးနေတဲ့အတွက်ကြောင့်မပြန်နိုင်ဘူးပေါ့နော်ဒီမှာလဲစားစရာကမရှိအဲ့လိုမျိုးဖြစ်နေတာပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဘာတွေသင်ခန်းစာရတယ်လဲဆိုရင်လူလောကကိုရောက်လာခဲ့တဲ့လူရယ်လို့ဖြစ်လာတဲ့သူတယောက်ဟာနံပါတ်1အရေးကြီးတာမိဘတွေပဲမိဘတွေကတွင်တင်ဆုံးမမှုကောင်းမှသားသမီးလည်းကောင်းမှဖြစ်ပါတယ်ငငယ်တွေကမိဘတွေကိုသားသမီးတွေကနိုင်ထားလို့ရှိရင် ကြည်လာတဲ့အခါမှာပို့ပြီးတော့ဆိုးသွားလိုက်မယ်မိဘတွေရဲ့စကားတွေကိုနားမထောင်ဘူးသူတို့လှုပ်ချင်တာလှုပ်သွားလိုက်မယ်အဲ့အတွက်ကြောင့်အဲ့ဒီတာသမီးဟာဆုံးမကိုမရခဲ့တဲ့တာသမီးဟာပြက်စီးချင်းနဲ့ပဲကြုံရမှာပေါ့နော်မကြည်ပွားနိုင်ဘူးပေါ့နံပါတ်1ကအပေါင်းအသင်းပေါ့အပေါင်းအသင်းကောင်းလို့ရှိရင်ကိုယ့်ကိုကိုယ့်အတွက်ကြည်ပွားချမ်းသာနိုင်တယ်လို့အပေါင်းအသင်းမကောင်းလို့ရှိရင် ိုယ့်ကိုအပင်ငရဲထိပါဆွဲဆားနိုင်ပါတယ်။စီပွားရေးပဲလို့လို့ဘာပဲလို့လို့အပေါင်းအသင်းဟာရွေးချယ်ဖို့လိုအပ်တယ်။ရွေးချယ်တတ်ဖို့လိုအပ်တယ်။အပေါင်းအသင်းကောင်းစားတတ်ဖို့လိုအပ်တာပေါ့။နံပါတ်3အနေနဲ့ကိုယ့်ကိုယ်ကိုပြုပြင်နိုင်ရမယ်။တန်ငယ်ချင်းအပေါင်းအသင်းနဲ့ဘလောက်ပဲကောင်းကောင်းဘလောက်ပဲဖြောင်းဖြားဖြောင်းဖြားမိဘဆရာသမားတွေဘလောက်ပဲဆုံးမဆုံးမကိုယ့်ကိုယ်ကိုပြုပြင်ပြောင်းလဲမှုမရှိဘူးဆိုလို့ရှိရင်မကြည်ဝါနိုင်မတိုးတက်နိုင်ဘူး အဲ့ဒါကြောင့်မို့ကိုကိုကိုပြုပြင်ဖို့ကလည်းအရေးကြီးပါတယ်